အခုတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းကတော့အင်ဒိုနီးရှားနိုင်ငံရဲ့လူဦးရေထောက်ဝက်ခန့်ဟာမြေပြုံမှုအန္တရာယ်တွေနဲ့ကြုံတွေ့နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံရဲ့လူဦးရေထောက်ဝက်ခန့်ဟာမြေပြုံမှုအန္တရာယ်တွေနဲ့ကြုံတွေ့နေရတယ်လို့အမျိုးသားသဘာဝဘေးရန်ရဲ့ထိန်းချုပ်မှုအေဂျင်စီရဲ့လိလာချက်တွေမှာဖော်ပြထားခဲ့ပါတယ်။ အင်ဒိုနီးရှားမှာလူဦးရေတန်း240ရှိတဲ့အနက်124တန်းဟာမြေပြိုတဲ့အနေရနဲ့အလဲအလက်ကနေအမြင့်ဆုံးရှိတဲ့နေရာတွေမှာနေထိုင်နေကြတာပဲဖြစ်ပါတယ်။လက်ရှိမှာရာသီဥတုဖောက်ပြန်မှုတွေကြောင့်မိုးရွာသွန်းမှုပုံပုံများပြားလာပြီးလူဦးရေတိုးဝှလာမှုတွေကြောင့်လည်းမြေပြိုနိုင်တဲ့အလားအလာတွေပုံပုံမြင့်တက်ခဲ့ရပါတယ်။ဒါပေမဲ့လည်းအထူးကမြေသားအရေးသွေးကိုနှိမ့်ကျစေနိုင်တဲ့အကြောင်းအချက်ဟာစိုက်ပျိုးရေးနည်းစနစ်တွေကြောင့်ဖြစ်တယ်လို့လေ့လာသူတွေကပြောကြားခဲ့ပါတယ်။ မတ်လ25ရက်နေ့ကအရှိဂျာဝါမှာမိုးကြီးရွာသွန်းခဲ့မှုကြောင့်မြေပြုံမှုဖြစ်ပွားခဲ့ရာလူ၁၂ဦးသေဆုံးခဲ့ပြီး၅ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့သိရပါဗျ။မတ်ဆောက်တဲ့စင်ကြီးရှော့တွေနဲ့လူဦးရေထူထပ်တဲ့ဂျာဝါကျွန်းမှာမြေပြိုခြင်းဖြစ်ပွားမှုနှုန်းမြင့်တက်ခဲ့တယ်လို့2012ခုနှစ်စစ်တမ်းတစ်ခုမှာဖော်ပြခဲ့ပါဗျ။ဆက်ယုံတွေဆောက်လုပ်မှုကြောင့်တစ်တောများရှင်းလင်းမှုများနဲ့မိုးရွာသီမှာမိုးရွာသွန်းမှုပုံမလာနိုင်တာကြောင့် အနာဂတ်မှာမြေပြုံမှုများစွာဖြစ်ပေါ်လာနိုင်တယ်လို့ခန့်မှန်းလျက်ရှိကြပါတယ်။အင်ဒိုနီးရှားနိုင်ငံမှာမြေပြုံမှု58မှုရှိခဲ့ရာတေဆုံးပျောက်ဆုံးသူပေါင်း109ဦးရှိခဲ့တယ်လို့သိရှိရပါတယ်။